ကိုနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဗီဒီယိုသတင်း channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့တနင်္ဂနွေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက် ဆောင်စီမဟောကြားထားသောတင်းငွေတာသမီများအတွေ့2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှ20ရက်နေ့အထိဆယ်ရက်စာကြံပြုဟောဒဏ်ကိုပြည်ပြည်ဆောင်ဆောင်ဖတ်ကြပေးထားပါတယ်။အစည်းအဝေးမဆောက်ခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနေပြီးခဲ့ကိုတောင်းဆိုပါရစေ။အစ်တတနိုင်းတရားအောင်လဲဘေးနားအခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးခဲ့ကိုမမေ့နဲ့နော်။ တနင်္ဂနွေသားသမီးများအတွက်ဆယ်ရက်စာအဝတ်တန်အလောက်အကန်အလောက်ကန်ရီမန်းချက်တွေပြည့်မြောက်အောင်မြင်ပြီးလိုချင်တဲ့ပန်းတိုင်းကိုရောက်ရှိမယ်။ကျိုးစားမှုရဲ့ရလကောင်းများအဖြစ်အောင်မြင်မှုများများစွာရရှိ၍ဝမ်းမြောက်ဝမ်းသာပျော်ရွှင်ရမယ်။နေရာသည့်လုပ်ငန်းသည်များချက်ထွင်းလုပ်ကန်ရမယ်။နေရာအပြောင်းရွှေ့များပြုလုပ်နိုင်ပါလေ။ဝန်ထမ်းများယာရုကောင်းနေရာကောင်းတွေလည်းရမယ်။အလုပ်လျှောက်ထားသူများအလုပ်ရမယ်။အယောင်ဝယ်လုပ်ငန်းများလူသုံးကုန်စားတောက်ကုန်အလပနဲ့ဖက်ရှင်လုပ်ငန်းများဟိုတယ်နဲ့စားတောက်ဆိုင်များအမှုပညာလုပ်ငန်းများအသိပညာ ရှင်အတတ်ပညာရှင်များနိုင်ငံခြားခရီးများအဆင်ပြေအကျိုးဖြတ်ထွက်မှာလိမ့်မယ်စိတ်ကူးရှိတာတွေကိုလက်တွေ့အကောင့်တွေပေါ်ပါအဆင်မပြေမှုတွေရှိနေပေမဲ့စူးစမ်းမှုကြောင့်အောင်မြင်မှုများရရှိမှာဖြစ်ပြီးရလာတဲ့အောင်မြင်မှုကိုတာယာမနေပဲဆက်လက်၍တစ်ခုပြီးတစ်ခုအားထည့်လှုပ်ဆောင်မှာအလို့စီပွားတိုးတက်၍အပြည့်အဝအောင်မြင်မှုရရှိပါလိမ့်မယ်မိသားစုကြီးမိသားစုဆွေမျိုးများအတွင်းမှာအဆင်မပြေမှုတွေရှိတတ်ပါတယ်လုပ်ငန်းများမှာဆုံးရှုံးမှုများကြုံရတတ်တယ်လုပ်ငန်းအောင်များရပ်တန့်ပြီးအသည့်တပန်းစတင်လုပ်ကံရမယ်ဆွေ မျိုးများရဲ့အခက်အခဲများကိုကူညီဖြေရှင်းလှုပ်ဆောင်ပေးရမယ်လူမှုရေးမိတ်ဆွေများနဲ့အဆင်မပြေမှုများဖြစ်တဲ့တည်းမြေကိစ္စနဲ့ပတ်သက်၍စကားများတတ်ပါတယ်အတူလောက်ကိုင်းနေတဲ့လုပ်ငန်းတွေမပြည့်ပြတ်ရှိနေမယ်ရှေ့တိုးရခက်နောက်ဆုတ်ရခက်တွေဖြစ်နေတတ်ပါတယ်အမျိုးသမီးတူနဲ့ပြဿနာဖြစ်တဲ့တည်းမိတ်ဆွေတွေကိုသတိထားဆက်ဆံမှာငွေကြေးစည်းဝါငွေဝင်ကောင်းနေမယ်ငွေအတွက်အပူပင်သောကတွေကင်းဝေးနေမယ်ရရှိလာတဲ့ငွေကြေးတွေကိုရှေ့ရေးကိစ္စများအတွက်ပါအကျိုးရှိရှိသုံးစွဲပြီးတိုးပွားအောင်ပြုလုပ်ပါရင်းနှီးမြှုပ်နှံမှုများမှာလည်း ဲငွေကြေးများဝင်လာမယ်ငွေကြေးအကူအညီအထောက်ပံ့များရရှိမယ်လက်လွန်ထားတဲ့ငွေကြေးတွေပြန်လည်ရရှိပါလိမ့်မယ်ပညာရေးအစာပေးဘာသာရများကိုစူးစမ်းတင်ယူနေရမယ်မိမိရဲ့တီထွင်ပန်းသီးမှုစွမ်းရည်များနဲ့ပေါင်းစပ်ပြီးထူးထွင်အောင်မြင်စွာလေ့လာတင်ယူနေရမယ်သူတေသနာစာရန်များပြုစုရေးသားခြင်းဟောပြောပွဲများတက်ရောက်ခြင်းများရှိပါလိမ့်မယ်ပညာရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေရရှိမယ်အခြေရေးအိမ်တော်ကြီးကိုကစိတ်ဝင်စားပေမဲ့တစ်ဖက်လူကတိတိကျကျနဲ့ဂယုမဆိုင်သလိုမုန်နေသလိုလုံနေတာကြောင့်ထင်းသလို ဖြစ်မလာတဲ့အတွက်စိတ်ပြတ်နေရမယ်ချစ်သူဇုံတွဲတွေကြောင့်မှလည်းတွေ့ထုံးမြောက်ပင်ပြီးအဖြတ်တွေးကြောင့်အနှောက်အယှက်ဖြစ်ရတာပါတယ်အိမ်တော်ရှင်များမှလည်းစီဝါရေးအဆင်ပြေလာရင်တတိထားဖို့လိုအပ်ပါတယ်အပျော်ပါမလိုက်စားပဲချစ်ခင်ကျင်နန်းစွာနေထိုင်ပါကျမ်းမာရေးကျမ်းမာရေးကောင်းနေမယ်စားတော့နေထိုင်သွားလာတာတွေမှာဂရုစိုက်ပြီးစားတော့နေထိုင်သွားလာတဲ့အတွက်ဆေးရောကိုယ်ပါကြည်လင်လန်းဆန်းပြီးကျမ်းမာရေးနဲ့ပြည့်စုံနေမယ်မကျမ်းမာသူများယောဂဝေဒနာတွေတက်တာပြောက်ခဲ့မယ်တကြည်ရွယ်ုံများကိုစေဝါများလူရန်ပြီးကုသိုလ်ယူပါအကျိုးပေးသော ောအရာအစိမ်းရောင်အစိမ်းတို့ရောင်အပြာရောင်တို့ကိုအထူးပြုသုံးဆွဲပါအကျိုးပေးကဏ္ဍများမှာလေးတင်တဲ့ကဏ္ဍများဖြစ်ပါတယ်ရရရဖျားရှင်အားရေတပ်ပဲပါဒနေငွေသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဒနေငွေသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာအောင်စီနဲ့ဗီဒီမီမြန်ဆွေးနွေးတိုင်မယ်လို့တဲ့အခါ၃၉ခွန်ရှိ၉၄၉၀၃၄၅တို့ဘိုက်ဘောင်မတဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။ဘေရင်ဟောစတန် channel မှာနာမည်ကြီးဘေရင်ဆရာများရဲ့နေစဉ်ဟောစတန်များအပတ်စဉ်ဟောစတန်များလာစဉ်ဟောစတန်များနဲ့နေ့စဉ်ဟောစတန်များပါပုံမှန်တင်ဆက်ပေးနေလို့ဘေရင်ဟောစတန် channel လေးကိုလက်အင် subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အတိတ်တနိုင်းသိရအောင်လေ။ဘေးနားအကောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။